ိမ်ထဲကိုဝင်လာတဲ့တခုကအရင်ပြုတ်သွားလို့သူကတကုံအိမ်ယာမှာဖြစ်ဆိုးခဲ့ရတဲ့ဇနီးမောင်နဲ့အိမ်ထဲကိုဝင်လာတဲ့တခုကိုဖမ်းဆီးဖို့စူးစမ်းရမှာတခုကအသိဆောင်ထားတဲ့ဌာနရန်ပြုတ်လို့အသက်ဆုံးရှုံးသွားရတဲ့ဖြစ်စဉ်ကသူကတကုံအိမ်ယာတိုက်ခန်းအိမ်ယာမှာဖြစ်ပွားခဲ့တာပါအဆိုပါဖြစ်စဉ်ကြောင့်လင်းမယားနှစ်ယောက်မှာဇနီးတွေကစိုးရိမ်ထင်ရှားရှိခဲ့တယ်လို့ခင်မုန်းတွေကအသက်ဆုံးရှုံးသွားခဲ့ရပါတယ်ဒီလိုကြေကွင်းစရာဖြစ်စဉ်ကတော့ရန်ကုန်တိုင်းတောင်တကုံမြို့ဒုက္ခတကုံတမိုးနဲ့အိမ်ယာတိုင်မန် A7 မှာဖြစ်ပွားခဲ့တာဖြစ်ပါတယ်။အားလုံးသိကြတဲ့အတိုင်းယနေ့ခေတ်ချင်းကာလကြီးဟာချက်တင်းဟဲ့အချိန်ကာလတစ်ခုကိုဖျက်ဆီးနေရတာပါ။တို့သဖြင့်တော့စားတော့ကုန်နေစည်းကြီးတော့လူရင်းကစောင်းဝင်နေပြည်လဲပေါ်မနေ့ကိုစူးစမ်းရုံးကန်နေရတာပါ။ ီလိုအခြေအနေကြောင့်လည်းငွေချောင်းလွှဲတကူရမယ်ခိုးဆိုးလူနိုင်ဒူးဆိုင်သမားတွေလည်းများပြားပါတယ်ဒူးဆိုင်သမားတွေဟာသူတစ်ပါးရဲ့ပစ္စည်းအုပ်စာတွေကို အချောင်လိုချင်တယ်မကပဲအသက်အန္တရာယ်ကိုပါရန်ရှာသွားတာပါဇွန်လ21ရက်မနက်ခင်းစောစောအာယုံတက်ချိန်မှာသူကတကုံအင်ယာကလင်းမယားနှစ်ယောက်နေထိုင်တဲ့အခန်းအမှတ်7ကိုတကုံးကဝရဏကတဆင်းကပ်လာတာပါ ဒီလိုနဲ့အိမ်မလူတွေအိတ်နေတဲ့ထင်းနေပစ္စည်းတွေကိုခွင်ရင်အင်ရှင်လင်းများနဲ့ပတ်ပင်းတိုးမိခဲ့တာဖြစ်ပါတယ်။ဒီလိုအချိန်မှာအင်ရှင်ကတခိုးကိုဖမ်းဖို့ကြိုးစားစဉ်မှာတခိုးကဓာတ်နဲ့23ကျက်လောက်ရမ်းပြုတ်ခဲ့တာပါ။ဒါတွေမကသေးပါဘူးဇနီးတွေကိုပါရမ်းပြုတ်ခဲ့တာပါ။ အဆိုပါဓာတ်တန်ရနဲ့ပဲခင်မွန်းတဲ့ကောင်ပွဲချင်းပြီးတရိလက်ခအသက်ဆုံးရှုံးသွားခဲ့ရတာဖြစ်ပါတယ်။ဒါပေမဲ့လင်းစနီးတဲ့ကတော့တရိရှိဖို့ရှင်မြတ်တာလူမှုကယ်ဆယ်ရေးအဖွဲ့ကို ဖုံးဆက်ခွန်နိုင်ခဲ့တာပေါ့။ရှင်မြတ်တာပရိုက်တာလူမှုကယ်ဆယ်ရေးအသင်းကရောက်ရှိလာတဲ့အချိန်မှာပြန်မနှစ်ယောက်စလုံးတွေ့ရရင်နေပါပေါ့။တရိရှိတဲ့စနီးတဲ့ကတော့နာကျင်နေတဲ့ဒဏ်ရာသားတွေကခင်မွန်းတဲ့ကိုပဲကယ်ပေးဖို့တောင်းဆိုနေခဲ့ရှာပါတယ်။ ရှင်မြစ်တာအတင်ကတာဝန်ရှိသူတွေကတော့ခင်မွန်းတဲ့အသက်ဆုံးရှုံးသွားပြီဆိုတော့ကိုအတိမပေးရတော့ပါဘူး။ဇနီးတွေကိုကုသပေးခင်ရတာပါ။အခုအချိန်မှာတော့ခင်မွန်းတဲ့ကိုရန်ကုန်မြို့ကတင်ငန်းကျောင်းစံပြပြည်သူစေယုံရှင်ခွဲယုံကိုပို့ဆောင်ခဲ့ရပြီးဇနီးတွေကိုတော့စေယုံကြီးမှာပဲအသက်လုကကဲတင်ခဲ့ရတာဖြစ်ပါတယ်။ခုချိန်မှာတော့ဇနီးတွေရဲ့တန်ရာဟာတက်တာလာပြီလို့သိရတာပါ။အစမှဖြစ်စဉ်နဲ့ပတ်သက်ပြီးတော့ရှင်မြတ်တာ Brighter Foundation ကတာဝန်ရှိသူအမျိုးသမီးတို့ရဲ့ပြောပြခြင်းရဆိုရင် ကျမဘွားမှာညဝဲအိမ်နဲ့လူခဲ့ခဲ့ရတာပါ။ဇွန်လ20ရက်နေ့မနေ့အစောပိုင်းတုန်းကလည်းရန်ကုန်တကုံမြို့တင်မြောက်ပိုင်းဒုက္ခတကုံအိမ်အားဤတဲတိုက်ခန်းမှာဖြစ်ပွားတာပါ။ဒါကြောင့်လည်းအိမ်အားကထားပြီးအတင်းနဲ့ထွက်ခွာခဲ့ရတယ်။တခိုးကဝရဏာကနေကြော်တက်လာပြီးအိမ်ထဲကိုခိုးဝင်နေချိန်မှာအင်ရှင်လင်းမြာနှုတ်တော့မှထိတ်တိုက်တွေ့မိရမှာနှစ်ယောက်စလုံးကိုဓာတ်နဲ့ထိုးတက်လိုက်တာပါ။ ။လင်းမယားတို့စလုံးဓာတ်တံရအဖြစ်ရှိနေချိန်မှာလူမှုကူညီအသင်းကိုအရင်းပေါ်ဖုံးဆက်ပြီးတော့ကူညီတောင်းခဲ့ပြီးဇနီးဖြစ်သူကသတိရရှိပြီးတော့စိုးရင်ကဒံယာရီနဲ့ဖြစ်ပြီးတော့ခေမွန်ဖြစ်သူဟာဒံယာ16ချက်ဖြင့်သတိမရတော့ပဲရှိနေရပါ။ကျမတို့ရောက်တော့စိုးရင်ကဒံယာရရှိထားတဲ့ဇနီးဖြစ်သူဟာသူ့ရဲ့ခင်မွန်အသက်မဆုံးရှုံးမှုအထင်နဲ့သူ့ခင်မွန်ကသာပထမအောင်ဆုံးအသက်အမြန်ကဲဖို့အကူအညီတောင်းခဲ့တယ်လို့လည်းသိရပါတယ်။ကေဇင်းအင်းသမားတွေဟာသူ့ရဲ့ခင်မွန်ဖြစ်သူဒံယာ23ချက်နဲ့အသက်ဆုံးရှုံးသွားပြီဆိုတာ တေချာသိရမယ်မယ်စိုးရင်ရတဲ့ဒဏ်ရာရှိထားတဲ့ဇနီးဖြစ်သူရဲ့အသက်ကို အချိန်မီကင်ဆယ်ဖို့ကြိုးစားကြပြီးစိတ်မထိခိုက်စေရန်ခင်မုန်းဖြစ်သူအသက်မရှိတော့တာကိုမပြောပြခဲ့ပဲခိတဖုံးဖိခဲ့ရသေးပါတယ်ခုတော့ဇနီးဖြစ်သူစိုးရင်ရလူနာဟာတတ်တာမှုရှိလာပြီးအဆိုပါအမျိုးသမီးကလည်းပြောခဲ့ပါတယ်အခုချိန်မှာတော့ပြစ်မှုကျွလွန်ခဲ့တဲ့တခုတ်ကိုလည်းဖမ်းမိခဲ့ပြီလို့ဆိုရတယ်။ဒီဗီဒီယိုလေးကိုကြည့်ရှုနေကြတဲ့ပရိသတ်တွေကရောတခုတ်ကိုဖမ်းရင်းနဲ့အသက်ဆုံးရှုံးခဲ့ရတဲ့ဇနီးမောင်နဲ့ပုံမှန်မိမိရဲ့မြင်လေးကိုလည်းပြောသွားကြပါအောင်ရှင်။